ဇန်နဝါရီလ17ရက်နေ့မှာကျင်းပတဲ့မန္တလေးတိုင်းဒေသကြီးလွတ်တော်အစည်းအဝေးမှာအောင်မြေသာဇံမြို့နယ်လွတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ဦးကတက္ကသိုလ်မရင်းနေနဲ့ပတ်သက်လို့ပညာပေးအစီအစဉ်တွေကိုအခြေခံပညာမူလတိုင်းကနေစပြီးပညာပေးလုပ်ငန်းတွေဆောင်ရွက်ရန်အဆိုတင်သွင်းခဲ့ပါတယ်။အင်ခိုင်မြဲကသတင်းပေးပို့ထားတာပါ။တငယ်မရိမှုတွေနဲ့ပတ်သက်ပြီးပညာပေးအစီအစဉ်တွေကိုခြေကံပညာမူလာတန်းကနေစလို့ပညာပေးလုပ်ငန်းတွေဆောင်ရွက်ပေးဖို့အဆိုနဲ့ပတ်သက်ပြီးဆွေးနွေးရတဲ့လွတ်တော်ကုသလေဒေါက်တာကျုံတင်တဲ့အဆိုကိုမန္တလေးတိုင်းဒေသကြီးလွတ်တော်ကသဘောတူညီခဲ့ပါတယ်။တက်ရွယ်ငယ်လွန်းနဲ့ ောကြမှာပဲဒါပေမဲ့ပညာပိအစီအစဉ်များကိုအရွယ်လိုက်တင့်တော်တဲ့တင်များဖို့နိစ္စလေးတွေကိုတတိပြုစေခြင်းပါတယ်နိုင်ငံတကာမှာတင်ညာလည်းရှိတယ်တင်ညာဖို့နိစ္စတွေကိုမြန်မာမှုပြုပြီးတော့မြန်မာတရိတ်စီရဲ့မြန်မာရင်ခြေဖို့နဲ့ကိုက်ညီတာပြုပြင်ပြီးတော့လှုပ်ဆောင်မှာဖြစ်ပါတယ်တငင်မရိုင်းမှုတွေနဲ့ပတ်သက်လို့ပညာပေးအစီအစဉ်တွေလှုပ်ဆောင်ရမှာအပိုင်းနှစ်ပိုင်းခွဲခြားပြီးလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောပါရယ်။ကာနုံမှုတွေဆွဲမယ်။ဒါလေးတွေခဏကူမှာထိအပ်တဲ့အရာဖြစ်တယ်။ဒါတွေက ြစ်အပ်တဲ့အရာမဟုတ်ဘူး။ဒါမျိုးတွေပေါ့။အဲ့ပြီးတော့တယောက်စုံတယောက်ကနေပြီးတော့တစုံလူပုံစံမျိုးနဲ့ပြစ်မှုလာတယ်ဆိုရင်ဒါအတ္တမပြုကျင်တာဖြစ်တယ်။ဒါလေးကအတ္တမပြုကျင်ဖို့အတွက်လမ်းစနေတာဖြစ်တယ်။ဒီလိုအတ္တိတရားတွေကိုကလေးကိုပေးမှာပေါ့နော်။အဲ့လိုပေးဖို့အတွက်ကတော့ကျွန်တော်အဲအဲကျောင်းနေတဲ့ကလေးရှိတယ်။ကျောင်းမနေတဲ့ကလေးရှိတယ်။ကျောင်းနေတဲ့ကလေးတွေကိုဂူလာတန်းမှာတမမှုချူမှာကျွန်တော်တို့ကဒီပူပေါင်းဆောင်ရွက်ပြီးတော့တင်ပေးမယ်။ကျောင်းမနေတဲ့ကလေးတွေကဒီအရက်ဖက်ဖွဲ့စည်းတွေတက်ကွက်ထဲမှာစစ်ပတ်ဝင်စားတဲ့လူတွေတက်ကွက်အုပ်ချုပ်ရေးမှုတွေကျွန်တော်တို့ဟို တ်နိုင်တော့အကောင်းဆုံးအစီအစဉ်တွေရောရေးဆွဲပြီးတော့ပညာပေးစီစဉ်လုပ်ပါလား။တန်ငယ်မရိုင်းမှုများနဲ့ပတ်သက်လို့ပညာပေးစီစဉ်တွေကိုအခြေခံပညာမူလတန်းကနေစပြီးပညာပေးလုပ်ငန်းများပြုလုပ်ပေးရန်ဆိုတဲ့ပတ်သက်ပြီးလွှတ်တော်ကသဘောတူညီတဲ့အတွက်ဇန်နဝါရီလ12ရက်နေ့မှာလုပ်ငန်းစဉ်ကိုဆက်လက်စနေသားမှဖြစ်ပါတယ်ကျွန်တော်ကအင်ခိုင်မြေပါ